ခုနောက်ပိုင်းသတင်းတွေမှာခဏခဏပါတဲ့ကြားဖြန့်ဆိုတဲ့ဝေါ်ဟာရာကိုဘယ်လိုနားလည်ထားပါသလဲကန်ဆမ်းမဲစုကြီးပောက်တယ်ဆိုပြီးဖုန်းဆက်တာမျိုးတွေဘဏ်အကောင့်လုံးဂျုံရေးအရာပတ်စဝတ်မေးတာမျိုးတွေကိုနဲ့မသိတဲ့အကောင့်တစ်ခုဒါမှမဟုတ်ဖုန်းကနေအတိမိတ်ဆွေလိုဟန်ဆောင်ကပတ်စံချီးတာမျိုးတွေကိုကျွန်တော်တို့ပတ်ဝန်းကျင်မှာကြားပူကြမှာပါဒါရီဟာကြားဖြန့်ဆိုတဲ့ online ကနေတဆင့်လိန်လယ်တဲ့လုပ်ရက်တွေပါကြားဖြန့်ဆိုတာတရုတ်လိုခေါ်တာဖြစ်ပြီးလိန်လယ်မှုဖြားယောင်းတွေးဆောင်မှုလို့အဓိပ္ပာယ်ရပါတယ် လူတွေရဲ့ယုံကြည်မှု၊ကြောက်ရွံ့မှု၊လောဘတွေကိုအတုံးချပြီးငွေကြေးအချက်အလက်တွေကိုလိမ်လည်ရယူတဲ့လုပ်ရပါ။ကမ္ဘာတဝန်းမှာတော့လိမ်တဲ့နည်းတွေကမျိုးစုံရှိပါတယ်။ပထမဆုံးအနေနဲ့သူတို့ဟာလူမှုကွန်ရက်တွေပေါ်မှာအကောင့်အထုတွေဖန်တီးပါတယ်။ပြီးတော့လူတွေကိုအွန်လိုင်းကနေဆက်သွဲသူတို့နဲ့ယုံကြည်မှုတိစောက်ပြီးအမြဲအစိုးများတဲ့ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့အတွက်လိမ်လည်ဖျားယောင်းတက်ကြပါတယ်။ အဲ့လို online လင်းလဲသူတွေဟာကမ္ဘောဒီးယားလာအိုဖိလစ်ပိုင်နဲ့ထိုင်းမြန်မာနယ်စပ်တွေမှာအခြေစိုက်ပြီးကမ္ဘာအနှံ့ကလူတွေကိုစီးပွားပြက်လင်းလဲနေတာဖြစ်ပါတယ်။ဒါဆိုကြားဖြန့်သမားတွေကမြန်မာပြည်မှာဘယ်လိုပုံစံမျိုးနဲ့ဒိန်တက်ကြပါသလဲ။ဖုန်းခေါ်ပြီးဖြစ်စေ message ကဖြစ်စေစူချင်းငွေများများနဲ့မဲပေါက်ထားပါတယ်ဆိုပြီးဆက်သွယ်ကရရှိတဲ့စူချင်းငွေထုတ်ယူရန်အတွက် WavePay, KB တို့ကနေငွေရင်လွှဲခိုင်းတာမျိုးဟာမြန်မာမှာအများဆုံးကြုံတွေ့ရတဲ့ဖြစ်ရပ်တစ်ခုပါ။ ခုနောက်ပိုင်းဆိုလူမှုကွန်ရက်တွေပေါ်မှာ live link ပြီးမဲဖောက်ပေးတဲ့ပုံစံမျိုးနဲ့ထင်လာကြပါတယ်။ဘန်ဝင်တဲ့ကုမ္ပဏီဝန်ထမ်းများရဲများအဖြစ်ဟန်ဆောင်ဖုံးဆက်ပြီးတင်အကောက်အပိတ်မခံရအောင် ပြန်ပြီးမှတ်ပုံတင်ရမှာမို့ကိုယ်ရေးအချက်အလက်တွေ bank password ကိုတောင်းတာမျိုးတွေလည်းတွေ့ရပါတယ်။ Telegram, Messenger, Viber တို့လို online message တွေအပြင် SMS message တွေမှာဒါမင်းပုံလားတင် iPhone စုလက်ဆောင်ရပါတယ်။ e-link နဲ့ကြည့်ပါ။ ဆိုပြီး sari နဲ့အတူ link အတူတွေပို့တာမျိုးတွေရှိပါတယ်။အဲဒီ link တွေကိုနှိပ်လိုက်ရင်ကိုယ့်ရဲ့ online ဘောကအခြားလက်တွေတင်မှာကကိုယ့်ရဲ့ computer mobile phone တွေတဲကိုဝင်ရောက်နိုင်တာမျိုး e-banking အကောင့်တွေတဲကငွေတွေကိုခိုးယူတာမျိုးအထိလုပ်နိုင်ပါတယ်။ လူမှုခွင့်ရပေါ်ကမိန်ကလေးတွေရဲ့ဓာတ်ပုံကိုအသုံးပြုပြီးအကောင့်အတုဖန်တီးကလိန်ပိုင်းဆိုင်ရာဖြောင်ယောင်သွေးဆောင်မှုများဖြင့်ဖုံးပေများထည့်ပေးခိုင်းတာမျိုးပတ်စံလွှဲပေးခိုင်းတာမျိုးတွေလည်းရှိပါတယ်။အဲ့လိုလိန်ရမှုတွေဟာမြန်မာမှာအများဆုံးတွေ့ရတဲ့လိန်လယ်မှုမျိုးဖြစ်ပြီးအခြားသောလိန်လယ်မှုပုံစံများစွာကိုအသုံးပြုကလှည့်ပြားနေတာမျိုးတွေလည်းရှိပါတယ်။လိန်လယ်ခံရသူအများစုဟာရှက်ပြီးမပြောရတာတွေကြောင့် online လိန်လယ်မှုတွေဟာအချိန်ဟုန်ပြည့်ပြည့်နဲ့ဆက်လက်ရည်တည်နေပါတယ်။ ဒါကြောင့်မို့အလေးမခံရအောင်ကိုယ့်ရဲ့ digital လုံခြုံရေးကိုမြှင့်တင်ပြီးပောက်ပါအတိုင်းကြိုတင်ကာကွယ်သင့်ပါတယ်။ကိုမသိတဲ့ link တွေသူများပို့တဲ့ link တွေကိုချက်ချင်းဝင်လာမလို့ပါနဲ့။အဲဒီ link ကတစင်ကိုယ့်ရဲ့ computer mobile phone device များမှာကိုယ့်ရဲ့အချက်လိုက်များကိုခိုးယူနိုင်ပါတယ်။ကိုမသိတဲ့လူကငွေလဲခိုင်းရင်လည်းအလွယ်တကူမလွှဲလိုက်ပါနဲ့။ကိုယ့်ရဲ့မှတ်ပုံတင်နံပါတ် password ပင်နံပါတ်များကိုသူများတောင်းတိုင်းလုံးဝမပေးပါနဲ့ two factor authentication လို့ခေါ်တဲ့ Google Authenticator, Juro, Authy လို့ application တွေသုံးပြီးလုံခြုံရေးနှဆင့်ခံတာမျိုးတွေသုံးဖို့အကြံပြုလိုပါတယ်။အရေးကြီးဆုံးအချက်ကတော့ online ပေါ်ကအကောင့်များကိုအလွယ်တကူမယုံကြည်ပဲငွေလဲတာမျိုး၊လက်ဆောင်ပေးတာမျိုး၊လိမ်ပိုင်းဆိုင်ရာရုပ်ရှင် link များကိုဝင်ကြည့်တာမျိုးအထူးရှောင်ကြဉ်ဖို့လိုပါတယ်။အလင်ခံရရင်လည်းထုတ်ပြောဖို့မရှက်ပါနဲ့။ကိုရမီသားစုအပေါင်းအသင်းတွေနဲ့တိုင်ပင်ပြီးအဲ့လိုလိမ့်တတ်တဲ့အကောင့် page တွေကို social media တွေပေါ်မှာအများသိအောင်ထုတ်ဖော်ဖွင့်ချလိုက်ပါ အဲ့ဒီလိုမိမိကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်းအပြင်အလိန်ခံရမယ့်ဘေးကနေလူအများကိုကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။